ိသမာဓိဋ္ဌိဆိုတဲ့အသိဉာဏ်ကပထမအချက်ကကံတန်းအကျိုးကိုသိနေတဲ့ဉာဏ်ကာမပကတဉာဏ်ဒုတိယအချက်ကဒါနဲ့ပို့ပြီးတော့သိနေတဲ့ဝိပဿနာဉာဏ်တတိယအချက်ကဒါနဲ့ပို့ပြီးတော့ထိုးထွင်း၍သိတဲ့မဲ့ဉာဏ်ခုဉာဏ်အဲ့ဒီဉာဏ်တွေကအစင်းစေသမာဓိဋ္ဌိရှိတယ်ပြီးတော့ မြတ်စွာဘုရားကဟုတ်တဏှာကြတော့သမ္မာတိတိကောသိကဝေဘာဝိတောဘဟုတိကတောရာဂဝိနည်းပရိယောသနောဒေါသဝိနည်းပရိယောသနောမောဟဝိနည်းပရိယောသနောယဟန်တို့သမ္မာတိတိကိုမိမိစိတ်မှာဖြစ်အောင်မိမိတဏ္ဏဖြစ်အောင်ဥစ္စာလို့ရှိရင် တကြိမ်မဟုတ်ဘူးအထာထကျိုးစားလို့ရှိရင်နောက်ဆုံးကြတော့ราကကုံသွားတယ်ဒေါသကုံသွားတယ်မောဟကုံသွားတယ်ဒီမှာဥပါဒမယအကိလေသာခသိန်းတို့ဤအင်းကြီးဖို့ရတံဝတ္တိဖြစ်၏လို့ဒီနည်းရန်တမဆက်ကြတရားတော်နဲ့တသက်ထက်ကြသွားတယ်သမ္မာဒိဋ္ဌိကဘယ်နဲ့ကြောင့်တလောက်ကျွမ်းရတဲ့တုံးကြည့်လေကဲဘုန်းကြီးတို့ကတရားနာတဲ့ အလုံးပဲသင်္သတိသာမိမိတို့အဝိဇ္ဇာနဲ့တဏှာအရင်ခံပြီးတော့ကံတွေပြုခဲ့တယ်။ကောင်းတဲ့ကံလည်းပြုခဲ့တယ်မကောင်းတဲ့ကံလည်းပြုခဲ့တယ်။ပြုတာကူတာအဝိဇ္ဇာတဏှာအရင်ခံပြီးတော့ပြုပြုတော့မပါပါဘူးတဏှာကိုမရှိပါဘူးလို့ဆိုပေမဲ့ဓာတ်ခံရှိနေတယ်။ဓာတ်ခံကရှိနေတော့ဒီအဝိဇ္ဇာတဏှာအရင်ခံပြုရဲ့ဒီဖြစ်နေတယ် ကိုဆရာသမားတွေကဟောလို့မိမိကိုယ်တိုင်လည်းအထက်တက်စဉ်းစားလို့ဒီကံဒီုံဘယ်နည်းမှဘာလို့မှမတောင်းတာဘူး။ဘာမှလူရင်မှုမပါဘူး။တကယ်ကိုနိဗ္ဗာန်တောင်းတတ်တာပါ။ထူတာတောင်းတတ်ဆန္ဒအဝိဇ္ဇာတဏှာကဝန်းနဲ့ရှိနေလေ။ဒါတော့အဝိဇ္ဇာတဏှာအခြေခံပြီးတော့ပြုလာတဲ့ဘုန်းကြီးတို့ရဲ့တန်တွေဟာဒီတန်တရာထဲမှာအကျုပ်ပေးရော။အကျိုးပေးတော့ကျဲဘာကျိုးပေးမလဲ။ ဆိုကြဆိုခုလူပဲသူကြောင်းတကာကြောင်းအမတွေဘုန်းကြီးဘုန်းကြီးတို့တတွေအကျိုးပေးနေကုတုကအကျိုးပေးနေကုတုကအကျိုးပေးနေတဲ့ဒီရုပ်ဒီနာဒီခန္ဓာကိုစဉ်းစားကြည့်သမှာကုတုကအကျိုးပေးလို့ငါယခုဘဝမှာအဲလူဖြစ်နေတယ်လူပဲမဲ့လို့အတော်တန်ဉာဏ်ရှိတဲ့လူဖြစ်နေတယ်လူပဲမဲ့လို့ အတော်တန်ဉာဏ်ရှိယုံနေမကားဘူးသရတရားဘာရှိနေတဲ့လူဖြစ်နေတယ်သရတရားရှိတယ်ဉာဏ်ရှိတယ်အဲ့လိုလူဖြစ်နေတော့အဲ့ဒီလူလို့ဆိုတဲ့ဒီကံကြောင့်ဖြစ်နေရတဲ့ဒီရုပ်ကိုစဉ်းစားကြည့်ပါဒါကံကိုစဉ်းစားကြည့်တော့တယောက်ကရုပ်တစ်မျိုးကိုတယောက်ကရုပ်တစ်မျိုးမတူပါပဲလားရုပ်ချင်းတမေရဲတဖေရဲ မွေးထားတဲ့သတ္တမိရုပ်ချင်းမတူပါပဲလားတမေရဲတဖေရဲမွေးထားတဲ့အမှားဘူးကြီးအကိုနှစ်ယောက်ရုပ်ချင်းတော့အတော်တူတယ်အတော်တူတယ်ဆိုပေမဲ့ဒီမတိမနာကလေးအသားချင်း ग् ွားနေရဲ့အရက်ချင်း ग् ွားနေရဲ့လက်ချင်းအင်္ကာချင်း ग् ွားနေရဲ့အဲ့ဒီဟာကစိတ်မတိတာဘူးဆိုတော့ တယောက်တယောက်စိတ်နေစိတ်ထားချင်းကွာနေရဲ့ဒီအမေသေးကသုံးမနေတာဒီအိမ်မှာကြီးတာပဲတားတောင်တယောက်ကစိတ်ကောင်းတယ်တယောက်ကစိတ်မကောင်းဘူးအင်းတယောက်ကညံရှိတယ်တယောက်ကညံမရှိဘူးနောက်အရင်ရောက်တော့ပညာသင်တော့တယောက်ကပညာတတ်တယ်တယောက်ကပညာမတတ်ဘူးနောက်ပညာတတ်ပြီးတော့အိမ်နဲ့ရာနဲ့နေကြတော့တယောက်ကကောင်းကျိုးပေးတယ်တယောက်ကကောင်းကျိုးမပေးဘူး တယောက်မှယောဂာမြတယ်တယောက်မှယောဂာမရှိဘူးတယောက်ကအချင်းစောစောပေးတယ်တယောက်ကအချင်းနှောင်းပေးတယ်ဘယ်နဲ့လဲတမေတဖေတဲ့တပေးကတာတဲ့အမွာဘူးမွေးတဲ့လူတစ်ယောက်ကဘယ်နဲ့ကွာနေလှကြည်လားလို့ကြည့်လိုက်တော့ပြေကံပဲပြေကံပဲအမေရဲ့ဖေရဲ့သွေးသားတာတူတာအမေရဲ့ဖေရဲ့သွေးသားနဲ့အခြေခံပြီးတော့တည်ရပြီမယ်လို့မျိုးစင်းနဲ့တူတဲ့ပြေကံကတော့တယောက်နဲ့တယောက်မတူကြဘူး အဲ့ဒါကြောင့်ဒီမှာလာပြီးတော့အကျိုးပေးခြင်းမတူတာပဲကိုလို့ကံမာကိုပိုင်ဥစ္စာပဲကံမာနာပိုင်ဥစ္စာပဲကောင်းလဲငါကံပဲမကောင်းလဲငါကံပဲငါပြုတဲ့ကံတွေကကောင်းလဲငါရမယ်မကောင်းလဲငါရမယ်အဲ့လိုဒီပိပိသဗ္ဗကြာပြီးတော့စဉ်းစားလိုက်တဲ့အခါကျတော့ကမ္မပကတဉာဏ်ကတော်တော်ကောင်းသွားတယ်ကမ္မပကတဉာဏ်ဆိုတဲ့တမ္မာဒိဋ္ဌိကအတော်ကောင်းသွားတယ်ဒီတော့လူကောင်းကလေးဖြစ်နေပြီ ဲ့လောက်ဆိုရင်ပဲလူတော်ဖြစ်နေပြီဟုတ်တယ်နာမကောင်းလို့နတ်ယုတ်ကဘယ်လိုဖြစ်တယ်နာမကောင်းလို့နတ်မိငါပဘယ်လိုအမေဖေးဒီဝင်စားရတယ်ဖြစ်ရတယ်နာမကောင်းလို့ခုအလုပ်လုပ်တော့အကျိုးမရဘူးနာမကောင်းလို့ငါမှညံထိုင်နေတယ်ဟောဒီလိုကောင်းတယ်သူကလည်းငါရှိကကံကောင်းလို့ဖယ်မိပဲဖမျိုးနဲ့ငါလာပြီးတော့တွေ့ရတယ်နာရှိကကံကောင်းလို့ညံကလေးတော်တော်ကောင်းတယ်။နာရှိကကံကောင်းလို့ရုပ်အရှင်လေးတော်တော်ကောင်းတယ်။ ။ငါရှိကကံကောင်းလို့မဖြစ်စီဥစ္စာချာလို့ရတယ်။အဲလိုစပြရပြန်ပြီးတော့ဩကံညာတဲရေးကြည့်တာပဲ။အဲ့ဒီကမ္မတက္ကတာညာဆိုတဲ့တဏ္ဍာဒိဋ္ဌိရှိရင်ပဲတော်တော်ကောင်းနေပြီ။တော်တော်လူကောင်းလေးဖြစ်နေပြီ။တော်တော်ပုဂ္ဂိုလ်ကောင်းဖြစ်နေပြီ။သိရေးကြည့်တာပဲ။ဒါတော့ဒီညာအခြေခံပြီးတော့တဏ္ဍာသင်္ကပ္ပငါမကောင်းတာတော့မကြမ်းပါဘူးလေ။ကြလကြမကောင်းတာကြမ်းတာမကောင်းကျိုးတွေဖြစ်နေရောမင်း မကောင်းတာကြံတာကဘာလို့ကာမဂုဏ်လိုက်စားဖို့ရန်ကြံတယ်သူတော်ဘာတွေသေးဖို့ကြေးဖို့ကြံတယ်သူတော်ဘာနှိမ့်ဆက်ဖို့ကြံတယ်အဲလိုကြံအာငါကြံလို့မဖြစ်ဘူးတမာတိတ်ကြီးရဲ့ခြေခံနာနဲ့လည်းသူလူကောင်းကလေးတော်တော်ဖြစ်နေပြီအိုးသူများဆင်းရအောင်ငါမကြံပါဘူးအိုးကာမဂုဏ်နေမလို့တာလို့အဲ့ဒါတဲ့လောက်လောကီအာယုံနဲ့အိမ်နဲ့ရာနဲ့နေရတာသိမှလို့ရှိရင်အိမ်နဲ့ရာနဲ့တော့ငါမနေခြင်းဘူး ယခုမလဲပါလို့နေတယ်လေဒါတော့ထားပါတော့ဗောလေဟိုဘယ်နဲ့ကံကုန်လေအပူငူလိုက်စားလို့ပဲတော်မလဲဟိုဘောရမမနေလိုက်စားလို့ပဲတော်မလဲသူတာမာဒိဋ္ဌိသဘောကြတာနဲ့ကံကံရဲ့ကျိုးကိုနားလဲတာနဲ့ပဲတော်တော်ကောင်းနေပြီတာမာဒိဋ္ဌိဖြစ်လို့သူအကြံလေးပါလိမ့်များလဲအင်းလောကီလိုက်တာမာသင်္ကပ္ပကောင်းနေအကြံသေးကြံလို့မတရားမကြံဘူးနာမဝါစာစကားပြောတော့လေသူများတဲ့မှမှရင်းရင်းဖြစ်တော့မလိမ့်စကားပြောတော့လေမမှန်ကန်ကန်ပြောတယ် သမာကမ္မန္တာအလုံးလုံးတော့လဲမမကံကံပဲလုပ်တယ်။သမာအာသီဝရောင်းနေဝဲတဲ့အခါလဲပဲအတ္တမွေးဝမ်းကြောင်းနဲ့သာပြီးတော့စီးပွားကြရပေးမယ်တရားသတိကြရတယ်။သမာဝါယာမှာလုံလဝရိယထုတ်တော့လဲပဲအများကောင်းအောင်လုံလကြိုးစားတယ်။တရားသတိစီးပွားရအောင်ကြိုးစားတယ်သမာဝါယာမှာ။တတိယလဲဟိုဒီကိန်းဖရာအာယုကြီးအောင်မှာဒီကိန်းဖရာစာရေကြီးအောင်မှာဒီကိန်းမေတ္တာပို့အောင်မှာဒီကိန်းရောင်းနေဝဲတဲ့အခါမှာရောင်းအောင်ဝဲအောင်မှာ ရုံးနေဝဲတဲ့အခါလဲငါတရားပြင်ရောက်အောင်မှတမာတတိစီလို့စိတ်နေစိတ်တမ်းများလေလူငယ်လူငယ်အလိုက်သူကြီးလူကြီးအလိုက်စိတ်နေစိတ်တမ်းများလေတီလို့တမာတမာတိဖြစ်လို့ဟုတ်လားဒီမဲ့ခင်တဲမှာလေအောက်တန်းအောက်တန်းအကြဆုံးမဲ့ခင်ကလေးပဲကောင်းလာပြီလူကောင်းကလေးကိုဖြစ်လို့အမျိုးသားကောင်းကလေးဖြစ်လို့အမျိုးသမီးကောင်းကလေးဖြစ်လို့ယဟန်ကောင်းကလေးဖြစ်လို့ကိုရင်ကောင်းကလေးဖြစ်လို့ဒီကံကံရဲ့ဇူကိုနားလဲတာတခုနဲ့ပဲတန်ဖို့ရှိလာပြီနော် ဒါပေမဲ့ပင်စဝဲကြီးများကိုဖုရားရှင်ကိုယ်တော်မြတ်ဟောတော်မူလိုတာလားဒါတော့မကဘူးအထက်ဝိပဿနာတမ္မာဒိဋ္ဌိနဲ့စဉ်းစားပြီးတော့ကြည့်တယ်ဘယ်နဲ့လဲတို့ရတွေကရှေးကံရောက်လူဖြစ်လာတဲ့ဆိုပေမဲ့လူလို့သာနာမည်တတ်ထားတာအမှန်တော့ဒီရုပ်နဲ့ဒီနာမ်ပဲဒါလို့ကြည့်လိုက်တော့ဒီရုပ်တရားကလည်းကံကြောင့်ဖြစ်တဲ့ရုပ်ကကံချင်းကုန်လို့ရှိရင်ပြည့်တယ် စိတ်ကြောင့်ဖြစ်တဲ့ယုတ်တာခုစိတ်ကြောင့်ခုခုယုတ်ဖြစ်တယ်ခုစိတ်လည်းပြီးသွားရောခုယုတ်ကလည်းချုပ်သွားရောစိတ်ချမ်းသာတဲ့အခါယုတ်ကလေးတွေကြီးလင်းလို့စိတ်ဆင်းရဲတဲ့အခါယုတ်တွေညှိုးနွမ်းလို့ပဲနဲ့လည်းအပြည့်အပြည့်တည်နော်ဒီစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလည်းအပြည့်အပြည့်တည်အေးဘူးဥဒုမြရတဲ့အခါယုတ်ကလေးများကြည်လင်လို့အေးရမိသွားတဲ့အခါဆိုလို့ရှိရင်ယုတ်ကလေးပေါက်ပြန်းလို့နှာစီးတယ်တဲ့ အင်းဘာဖြစ်တယ်တဲ့အေးမီလို့မနေမကောင်းဘူးတဲ့အပူကလည်းပြင်းထန်လာကြလို့ကြည့်ရင်လည်းပဲအပူမီလို့တဲ့လူဟာပဲလို့ဖြစ်နေတဲ့အင်းဆရာတွေဘာတွေကွဲလို့တဲ့အင်းလက်ကြောင်းတွေဘာတွေကတ်လို့တဲ့အဲလိုသပြေတော့ဒီချုပ်ကနော်ကံစေဥတုအစာကလေးမတဲ့လို့တဲ့ဘသူဟာနေမကောင်းဘူးတဲ့အင်းအစာကလည်းဒီချုပ်ပြင်းတာတဲ့ ဘသူကတော့ဓာတ်စာရိစာနေလို့တော်တော်လေးနေတာထင်မှရှိကြတဲ့အစာကလည်းဒီရုပ်ပြင်တာပဲတဲ့နဲ့လေဒီရုပ်ကဘာမှသူမမဆက်တဲ့ခင်ဗျာမမမရှိပါပဲလားတန်ငါပြုရင်ထားလို့ဒီရုပ်ဒီနံဒီခန္ဓာနဲ့ဒီလူဘဝလို့ရတယ်ဆိုပေမဲ့ကံကံကအမြဲလိုက်ပြီးတော့ပြုပြင်နေတယ်ကံမကောင်းအကြောင်းမသိလို့ရှိရင်စောင့်ရှောက်ပါလိမ့်ရကဲနဲ့မကောင်းတာတွေဖြစ်တယ် ကံကကောင်းနေတော့လဲဒေါ်ယုံတန်ယုံနဲ့လဲကောင်းတာတွေတွေ့တယ်။ဩဒီခန္ဓာကိုယ်ကြီးကကံကြောင့်လည်းဖြစ်နေတယ်။ကံကြောင့်ဖြစ်တဲ့ရုပ်ဟာကံအကျင့်ကုန်လို့ရှိရင်ပြတ်ပါလေ။သိညာခဏခဏပြောင်းနေတယ်လို့သိကြောင့်ဖြစ်တဲ့ရုပ်ကလည်းခဏခဏပြောင်းပါလေ။ဥဒုရင်းနေအတွေ့အကြုံထောက်လဲပေါက်ပြန်ဖြစ်တယ်လို့ဒီရုပ်ကလည်းပဲထောက်လဲပေါက်ပြန်ဖြစ်နေတာပဲ။ဒီခန္ဓာကိုယ်ကြီးထောက်လဲပေါက်ပြန်ဖြစ်နေတာပဲ။ ဟောတလို့ဆိုရင်မမြင်တဲ့ဒီရုပ်ခန္ဓာကြီးပါလားဝိပဿနာကလာပြီဟောတလို့ပြည့်ပြီးတော့နေတယ်ဆိုလို့ရှိရင်ကောင်းမလားဒီဒုက္ခဆိုလို့ရှိရင်အလုံးကတော့နာရကျင်တာကိုဒုက္ခလို့ထင်တယ်ဒုက္ခဆိုလို့ရှိရင်အလုံးကစိတ်ဆင်းရဲနေတာကိုဒါဒုက္ခလို့ထင်တယ်တလို့မဟုတ်ဘူးတလို့မဟုတ်ဘူးမကောင်းလို့အိပ်ပဲရတယ်ဒုက္ခကနာရကျင်တာလည်းဒုက္ခပါပဲ ိတ်မချမ်းမသာဖြစ်နေတာလဲဒုက္ခပါပဲဒါကာယိကဒုက္ခစိတ္တိကဒုက္ခလို့သာကခေါ်တယ်ဒုက္ခပါပဲအဲ့ဒီဒုက္ခမဟုတ်ဖဲနဲ့ပြည့်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 နေတဲ့အာကိုကောင်းသလားမကောင်းသလားလို့ဆိုလို့ရှိရင်ပြတ်တာတော့ဘယ်ကောင်းမလဲအဲဒီယောဂအချိန်ရှိသေးရပြတ်နေတာကောင်းသလားမကောင်းအချိန်ရှိသေးရပြတ်နေရမကောင်းဒုက္ခခံစားပြီးတော့နေတယ်လေကောင်းသလားမကောင်းဘူးလားသူခံစားတာကမြဲတယ်လားမမြဲဘူး သေပြက်ပါလေပြက်ရင်ခံစားရတယ်မကောင်းဘူးဒါဖြင့်လို့ဒီယုတ်ခန္ဓာကြီးကမမြင်တဲ့အနိစ္စခန္ဓာကြီးပါလားဒီယုတ်ခန္ဓာကြီးကနားရဲကျင်တယ်ကြိုက်တယ်ခဲတယ်စိတ်ဆင်းရဲတယ်ဆိုတဲ့ဒုက္ခအပြင်ပြက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 ်နေတဲ့မကောင်းဒုက္ခကြီးပါလားမကောင်းသင်္ခါရဒုက္ခကြီးပါလားဘယ်လိုပြည့်ပြည့်နေတယ်ဆိုလို့ရှိရင်ခိုင်မြဲတဲ့တတ္တိအတ္တဆိုတာဘာမှမရှိပါပဲလားအနတ္တကြီးပါလားလို့ ဟောဒလို့စဉ်းစားလိုက်တဲ့အခါကျတော့ဝိပဿနာတမ္မာဒိဋ္ဌိဆိုတဲ့ခုနကဒီမဲ့ခင်ပြပတဲ့ကတပတ်ကြည့်ရောဝိပဿနာတမ္မာဒိဋ္ဌိဖြစ်တော့တမ္မာဒိဋ္ဌိသိကဝေဘာဝိတာဘုဟုတိကတာရာဂဝိနည်းပရိယောဒါနာဒေါသဝိနည်းပရိယောဒါနာမောဟဝိနည်းပရိယောဒါနာတမ္မာဒိဋ္ဌိကိုထက်ကတက်ကပြောင်းလို့ခုနကဘုန်းကြီးပြောတဲ့အပြောမျိုးကို စိတ်နဲ့သက္ကတကခြင်းတယ်သက္ကတကခြင်းဘာဝိတာမိမိတန်တန်၌ဖြစ်စေအပ်သည်ရှိသောဒီတမတိရှိဘဟုလေကတအခြင်းဖာမြတ်စွာအလေးလာပြုအပ်သည်ရှိသောသက္ကတကလေသက္ကတကဆိုတဲ့ဥစ္စာဒီတထိုင်နေမဟုတ်ဘူးခုလိုထိုင်နေတော့လေဒီစိတ်နဲ့အာဒီယုတ်ကကိုယ်ခန္ဓာစိုက်ပြီးတော့ဗနဲ့ဒီယုတ်ကကံစိတ်ဥဒ္ဓအာဟာရကြောင့်ဖြစ်တဲ့ယုတ်ကမမြဲပါပဲလားမမြဲလို့ ပြက်နေတော့အချင်းကြီးတွေပြက်နေတာပေါ့ဒါဖြင့်မကောင်းကြီးပဲအချင်းကြီးတွေပြက်တယ်လို့မခိုင်မြဲတာတော့လို့ရှိရင်အနှစ်သာရအခိုင်မှာအတ္တဘာမှမရှိဘူးအနတ္တကြီးပဲအနိစ္စယုတ်ခန္ဓာကြီးဒုက္ခယုတ်ခန္ဓာကြီးအနတ္တယုတ်ခန္ဓာကြီးဝိပဿနာပါမတိဖက်ကတက်ကစဉ်းစားကြည့်ယုတ်တာပြောနေတယ်နံခေါ်တဲ့စိတ်ကတော့ နံခေါ်တဲ့စိတ်စေတိတ်တရားကကိုမြဲသလားဘိုးစိတ်မမြဲတာကတော့အတိသာကြီးပဲခုစိတ်တမျိုးခုစိတ်တမျိုးစိတ်ကမမြဲတာကတော့အသေးပြပဲနော်မမြဲရင်သူကလည်းပြည့်ရတယ်မို့လဲပြတ်တာဘောစိတ်ပဲပြတ်တာဘောတကယ်ဂျုံဂျုံပြင်းပြင်းပြတ်မှမကြားရသေးမယ်တခါတခါစိတ်ပြည့်နေတဲ့အပြည့်တွေကတော့အသေးပြပါတယ်တခါတလေမြာမချမ်းမသာဖြစ်လို့စိတ်မချမ်းမသာတာလူကချမ်းသာတာစိတ်မချမ်းမသာတာ အဲ့ဒီစိတ်မသမ်းမသာဖြစ်တဲ့ဥစ္စာဘယ်လောက်များမျက်နာကြလဲလို့ဆိုတဲ့ဥစ္စာဟာခုဟာကိုစဉ်းစားပြီးတော့ကြည့်အတော်မကောင်းတဲ့နံတရားတွေလေနော်ကောင်းတယ်ဆိုတဲ့စိတ်ချမ်းသာကလေးကြတော့လေပြတ်သွားတာပဲမကောင်းတဲ့စိတ်ကလည်းပြတ်တာပဲကောင်းတဲ့စိတ်ကလည်းပြတ်တာပဲဒါလို့ဆိုရင်စိတ်ကလည်းအနိစ္စစိတ်ကလည်းဒုက္ခစိတ်ကလည်းအနှစ်သာရမရှိမခိုင်မြဲတဲ့အနတ္တပဲအဲ့ဒါလို့တမ္မာဒိဋ္ဌိကိုလေထပ်ပြန်တလဲလဲပွား မလောက်ကြည့်အောင်ပွားမလဲရာဂကုံကြအောင်ပွားမယ်လေတရားရပါပဲနေမလားရာဂကုံဒီအဖြစ်ပွားဒီခန္ဓာကိုတတ်မဲ့နေသေးလို့ရှိရင်ထပ်ပွားဒေါသတစ်ခါတစ်ခါဖြစ်လာလို့ရှိရင်အာဒေါသရှိနေပါသေးတာငါကအကြာကြီးမို့လို့ဒေါသအောင်ဖြစ်တော်မူလားအောင်းမိတယ်ဒေါသဖြစ်ပြန်ထပ်ပွားအဲ့ဒီတမ္မာဒိဋ္ဌိကိုထပ်ပြန်တလဲလဲပွားလို့ရှိရင်ရာဂဝိနေယပရိယောတနာ ရာဇကိုပဲပြောက်ချင်းဟူသောအဆုံးရှိသည်ဒေါသဝိနေယပရိယောတနာဒေါသကိုပဲပြောက်ချင်းဟူသောအဆုံးရှိသည်မောဟဝိနေယပရိယောတနာမောဟကိုပဲပြောက်ချင်းဟူသောအဆုံးရှိသည်ဟောဒီဖြစ်၏တို့အဲ့ဒါလို့သမာဓိတည်းဒီလိုပွားလိုက်တော့သမာသင်္ကပ္ပကစဉ်းစားကြံစည်တယ်ဟုတ်တယ်ဒီလိုစဉ်းစားလိုက်ပြန်တယ်ဒီယုတ်ကအနိစ္စဒုက္ခအနတ္တသိကြတယ်ဝိပဿနာဉာဏ် ဝိပဿနာဉာဏ်ကိုထောက်ခံနေတာပမ္မာသင်္ကပ္ပကသင်္ကပ္ပရှိတယ်ဒီယုတ်ဟာမြဲတယ်ဆိုလို့ရှိရင်ဒီငါဟာအဲ့ဒီအိုးပြီးတော့လာဖို့မကောင်းဘူးတကူတော့မမြဲဘူးငါကလည်းတွပြုတ်ပြုတ်ပြုတ်နဲ့အပံမကြားတာမကြားရတာတွပြုတ်ပြုတ်ပြုတ်ပြည့်နေတဲ့ဥစ္စာငါမမြင်မှမမြင်ရတာတဘာဝကြည့်လိုက်တော့အေကံမမြဲတာပဲပမ္မာသင်္ကပ္ပကပမ္မာဒိဋ္ဌိထောက်ခံတယ် သမဝါစာကမကောင်းတဲ့စကားတွေမပြောတော့ဘူး။တန်နေကြတန်နေမကောင်းတဲ့စကားမပြောတော့ဘူး။စကားမပြောပဲနေမယ်လေ။မကောင်းတဲ့စကားပြောမိရင်မကောင်းဘူးမပြောပဲနေမယ်။ပြောရင်အနေစာအကြောင်းပြောမယ်။ယုံနာအကြောင်းပြောမယ်။စကားမပြောပဲနေမယ်။ပြောရရင်အနေစာအကြောင်းပြောမယ်။ဒုက္ခအကြောင်းပြောမယ်။အာသီလသမารီအကြောင်းပြောမယ်။ပညာအကြောင်းပြောမယ်။သမဝါစာက မပြောပဲကြောင်နေမယ်။သမာကမ္မနာကမလုပ်ပဲကြောင်နေမယ်။မကောင်းတာများတော့လုပ်ကိုမလုပ်တော့ဘူးကြောင်နေမယ်။သမာကမ္မန္တကအလုပ်လို့ရလို့ရှိရင်တရားဟောတဲ့အလုပ်ကိုလုပ်မယ်။တရားခိုင်းတဲ့အလုပ်ကိုလုပ်မယ်။တရားကျင့်တဲ့အလုပ်ကိုလုပ်မယ်။တရားဆင်ခြင်တဲ့အလုပ်ကိုလုပ်မယ်သမာကမ္မန္တက။သမာအာဇီဝကလည်းဟုတ်မတရားအသက်မမွေဘူးတို့ယဟန်မင်းကဆိုတဲ့ဥစ္စာဆုံးခံပြီးတော့စရတယ်တရားသဖြင့်ဆုံးခံစရတယ် ူများလူချင်းတန်းညောင်ဟန်လောက်ပြီးတော့သုံးခံမစားဘူး။သူများလူချင်းတန်းညောင်ပရိယေတွေပြောပြီးတော့သုံးခံမစားဘူး။အဲလူဖြစ်ပြန်တော့လေဥပဒနာရောက်လာတဲ့လူတွေကြတော့ဦးမတရားစီးပွားမကြဘူး။ဘာဖြစ်လို့လဲအပြည့်ဖြစ်ပြီးတ냐ပြတ်ထားကြည့်တယ်။ဘယ်မတရားစီးပွားကြနေလို့ဒီခန္ဓာကိုယ်ကြီးမွေးနေတော့ဘောဒီခန္ဓာကိုယ်ကြီးကနေမှာတယ်လား။ပေါ်တော့မတရားဒီဝါရှာပြီးတော့မတရားပြေပြီးတော့မတရားဘဝရောက်သွားတော့ဒီကန္နာကိုကြီးဘသူခံမှလဲ ီရောက်ဒီနံဒီခန္ဓာကြီးဆက်ခံကြရမှာပဲမတရားအတ္တမွေးပါဘူးအဲသမာဓိတည်းအကုန်လုံးထောက်ခံနေကြတယ်ဝိပဿနာသမာဓိတည်းကိုအကုန်လုံးထောက်ခံနေကြတယ်သမာဝါယာမကျူစားမယ်ဘာဝီတော်မိမိသန္တန်နဲ့ဖြစ်စီအတ္တိရှိတော်ဆိုတဲ့ဥစ္စာကျူစားတာပဲဘဟုလီကတော်ချင်းဖောင်ရွာလေးလာပြုအပ်ပြီးရှိတော်ဆိုတာကျူစားတာပဲ တက္ကတကကြိုးစားတယ်ဘာတက္ကတကကြိုးစားတော့ခုနကဝိပဿနာသမ္မာဒိဋ္ဌိနဲ့ပြန်ဆင်မြင်တာပဲဒါဝိရိယကသမ္မာဝါယာမကလည်းသမ္မာဒိဋ္ဌိအားပေးနေတယ်သမ္မာဒိဋ္ဌိထောက်ခံနေတယ်သမ္မာတတိကောသာတတိယနေအနိစ္စတွေဒုက္ခတွေအနတ္တတွေသဟာမြအနမတက်ကသန္တရာဘဝလုံးများစွာကဒီအဝိဇ္ဇာကမသိမသိလွန်းနေနော်ကြောင်တောင်ကန်းကြီးဒီအဝိဇ္ဇာကြီးက တကယ်ပြည့်နေတဲ့ဥစ္စာကိုအပြည့်ကိုသူကအကောင်းထင်ပြီးတော့လိုက်လာတယ်အဝိဇ္ဇာဒီတဏှာကဒီအဝိဇ္ဇာဖုံးမှမလို့ဒီတဏှာကလည်းမဲ့မောလာကြတယ်ငါနဲ့နော်ဖြစ်မှဖြစ်ရလေဒီသမာတိကအကုန်လုံးပြန်ပြီးတော့စဉ်းစားကြည့်တော့ဩဒီအဝိဇ္ဇာနဲ့တဏှာဟာတို့ကိုနှိမ့်ဆက်လွန်းတယ်ဒီခန္ဓာကိုယုံနံကြီးကိုဖန်ဆင်းပြီးတော့နှိမ့်ဆက်လွန်းတယ်ဒီယုံနံကြီးကိုကံနဲ့ဖြစ်အောင်တည်ဆောင်ပြီးတော့နှိမ့်ဆက်လွန်းတယ် အပယ်လေးပါသွားရတာလေဒီအဝိဇ္ဇာတဏှာရောက်ပဲနှိမ့်ဆက်လွန်းတယ်လို့တတိကအကုန်လုံးတတိယပြီးတော့အနိစ္စဒုက္ခအနတ္တနာရဲ့ခန္ဓာကိုယ်ဒီမမြဲသောအနိစ္စတရားရှိပါတကားနာရဲ့ခန္ဓာကိုယ်ဒီတခါတခါကိုဆင်းရဲတဲ့ဒုက္ခတရားတခါတခါစိတ်ဆင်းရဲတဲ့ဒုက္ခတရားကိုယ်ဒီစိတ်တွေမဆင်းရဲပါဘူးလို့ချမ်းသာနေပေမဲ့လို့ တပြက်ထက်ပြက်ပြီးတော့နေတဲ့မကောင်းဒုက္ခတရားကြီးပါရကနာဤခန္ဓာကိုမှအတွင်းအပြင်အကုန်လုံးစဉ်းစားသိမြင်ကြည့်တဲ့အခါဘာမှအနှစ်သာရကြားမရတဲ့ဖြစ်ပြီးရင်ပြက်တဲ့တရားကြီးပါရကလို့တတိယလို့တာမတတိကအကုန်တာမတတိ၆ဆန်းနေတယ်တာမတမာရိကဤကြီးတဲ့တတိက၆ခန်းလို့ တမဝါယာမကကျူးစားလို့တမာဒိဋ္ဌိနဲ့ထက်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 ပြီးတော့ပွားများလိုက်တာဝိပဿနာဉာဏ်ကိုတီးလို့ဟဲ့ကဲအဲ့လိုတီးနေတဲ့အခါကျတော့မှတဖြည်းဖြည်းဝိပဿနာဉာဏ်ကတဲ့ထက်ကတက်ကပွားများတော့ဒါကကယော့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 သွားဒေါသကယော့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 သွားမောဟကယော့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 သွားထပွားလေးဟိုကယော့လေး အနမတကသံသရာကဒုနဲ့ဒီနဲ့လာခဲ့တဲ့ရာဂတွေကယခုဝိပဿနာဉာဏ်နဲ့တကယ်ဖိဖိစီစီနင်းလာငါလာကျင်းစားလိုက်တဲ့အခါကျတော့အဲ့ဒါယော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 ပါ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 သွားအဝိဇ္ဇာကလည်းပါ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 သွားတဏှာကလည်းယော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 သွားအဲ့ဒါလိုနဲ့ကျိုးစား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 လိုက်တာလေနောက်ဆုံးကြတော့သာသတွေကုန်သွားသောတာတွေကုန်သွားမောဟတွေကုန်သွားပြီးတော့ ဒီအဘောကုံခန်းတဲ့ယဟန္တာဖြစ်သွားနိုင်တယ်။ဒါကြောင့်ဒီမစ္စည်းမပฏิပဒါအကျင့်ဟာညာစက်ခုကိုလည်းပြုနိုင်တယ်လို့မစ္စည်းမပฏิပဒါတထာဂတိနာအပိသံဗုဒ္ဓံတထာဂတိနာငါဖရာသည်အပိသံဗုဒ္ဓါထူးလင်း၍ပြရသောမစ္စည်းမနှမျိုးသောအကျင့်တို့၏မစ္စည်းမကာမဒုက္ခလိကံဥယောကအတ္တကိလမတဥယောကနှမျိုးတို့၏အလယ်လတ်၌ဖြစ်သော ပฏิဝဒာနိဗ္ဗာန်ကိုရောက်ကြောင်းအကောင်းဆုံးဖြစ်တဲ့အကျင့်ဒီစက္ကုကရဏီညာစက္ကုကိုလေးပြုနိုင်သည်ညာနာကရဏီဝိပဿနာညာမှတက်၍မညာဖွညာကိုလေးပြုနိုင်သည်ဟုတ်တော်ပါသည်ဥပါဒမယာကိလေသာကသိန်းတို့ဤအင်းကြီးရအင်းကြီးချင်းအကျုံကသံဘောဒာယအဘိညာယသစ္စာလေးပါးတရားကိုထူသောညာဖြင့်ပြီးခြင်းအကျုံက သံဗောဓာယသစ္စာလေးပါးတရားကိုမမှားဧကံအမှန်တိုင်းသိခြင်းကျိုးငါနိဗ္ဗာန်ယဒုက္ခကသိဉ္ဇဉ်ယနိဗ္ဗာန်ကျိုးငါသံဝတ္တိစင်စစ်ဧကံအမှန်ပင်ဖြစ်နိုင်ပါသည်တည်သာသာသာတော့ပြန်ပြီးတော့စဉ်းစားကြည့်ရအောင်ကာမတုခံလေးကာမယောဂကာမဂုဏ်ချမ်းသာခံစားရတဲ့ဆိုတဲ့အကျင့်လေဒီခန္ဓာကိုယ်မှာဖြစ်တယ် အတ္တကိလမတအနုယောဂမိမိကိုယ်ကိုပင်ပန်းအောင်ကျင့်တယ်ဆိုတဲ့အကျင့်နဲ့ဒီခန္ဓာကိုယ်ထဲမှာဖြစ်တယ်။အဲ့ဒီအကျင့်တစ်ပါးကိုစွန့်ခွာပြီးတော့မသိမပฏิပဒါဆိုတဲ့အလေးအလတ်ဘုရားရှင်ကိုယ်တော်များထိုးထွင်းရေးပြရတဲ့အကောင်းမြတ်ဆုံးအကျင့်လေးပဲဒီခန္ဓာကိုယ်ထဲဖြစ်တယ်။အဲ့တော့ဒီခန္ဓာကိုယ်ထဲဖြစ်အောင်ဟာဘယ်နဲ့လုပ်မလဲ။ခွန်းတွေကပြောတဲ့အတိုင်းတရားယူလို့သူတော်ကောင်းဖြစ်အောင်ကိုယ်ကိုယ်ကိုနှလုံးသွင်းလို့ ခဏကပြောတဲ့တိုင်းပြင့်လို့ရှိရင်ခန္ဓာကိုယ်ရင်ပမ္မာတ္တိရပြီမဟုတ်လားဝိပဿနာပမ္မာတ္တိရရောဝိပဿနာပမ္မာတ္တိကရင်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 နေလာတော့အကျံတရားလေးပမ္မာသင်္ကပ္ပမတရားကြံတဲ့တခູ່မှမပါတော့ဘူးသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့စကားတွေကလည်းအကောင်းကြီးပြောလို့အလုတ်တွေကလည်းကောင်းကြီးလုတ်လို့အတ္တမေဝါညောင်းဆိုတဲ့ဥစ္စာလည်းပန်းချင်းစင်ကြယ်လို့ ပဋိကလည်းတည်ပြီလို့ဆိုတာဒီခန္ဓာကိုယ်ရဲ့ဖြစ်တာမဟုတ်လားဒါကြောင့်ဧရဒတ္တနိသံဘူတံဓမ္မယာနမနုဒရံနေယံတိတိရာလောကမှာအညတတုဇယံဇယံတဏိယံကြတော့မြတ်စွာဘုရားကဒီမိဂင်တရားဖြစ်ပါကိုလေဒီမြစ်ဒီမှာပฏิပါအကျင့်မြတ်ကြီးကိုပဲဓမ္မယာနအမြတ်ဆုံးရင်အကောင်းဆုံးရင်ဒီရင်နဲ့ပဲ ရှိရှိကဘုရားရှင်ကိုရောမြတ်တွေလည်းပဲဒီလောကကြီးကထွယ်လို့နိဗ္ဗာန်ရောက်အောင်သွားကြတယ်။ဒီမြင်နဲ့ပဲရှိရှိကပစ္စည်းကဘုရားရှင်မြတ်တွေလည်းပဲနိဗ္ဗာန်ရောက်သွားကြတယ်။ဒီမြင်နဲ့ပဲသာဝကဘုံများစွာယဟန္တာတွေလည်းပဲနိဗ္ဗာန်ရောက်အောင်သွားကြတယ်။အဲ့ဒီရှင်ဘုရားသာဝကဘုံများစွာယဟန္တာတွေလည်းပဲနိဗ္ဗာန်ရောက်အောင်သွားကြတယ်။အဲ့ဒီရှင်ဟာလေအမြတ်ဆုံးရင်ပဲအကောင်းဆုံးရင်ပဲသူ့ အလုံးတရားတွေအကြောင်းတရားအကြောင်းမှတွေမောတော်ရင်ပြီးမောတော်ကရင်ပြီးအမတန်တုံးတဲ့အကောင်းအောင်ရှုကြကြအဲ့ဒီရင်တွေဟာလေခဏကလေးခဏကလေးသွားလို့ရတာအဲ့ဒီရင်နဲ့ဘယ်အဖက်ကမှတက်လို့မရဘူးဒီရင်နဲ့ကောင်းတဲ့လူဘဝတစ်ခုရောက်အောင်သွားလို့မရဘူးယခုမောတော်ကဆိုတဲ့ရင်သေးနဲ့ဒီရင်ဉာဏ်ရင်သေးနဲ့သုတ္တိဘဝတစ်ခုရောက်အောင်သွားလို့မရဘူး နတ်ကြီးဒီမှာဒီရောက်အောင်သွားလို့မရဘူးနိဗ္ဗာန်ဆိုတာဝေလို့ဟောဒီလောကမှာရှိတဲ့ယဉ်ကြည့်ရအောင်ကလည်းကျူးစားလို့ရတာကြာလိုက်ကိုလည်းရတာမောလို့အဲ့ဒီလောက်မောအောင်ကြာလို့ရှိရင်ဘုန်းကြီးတို့ရဲ့ဇမယာနာဆိုတဲ့အမြတ်ဆုံးရှင်ဟာရပါမယ်အဲ့ဒီအမြတ်ဆုံးရှင်ကတော့ဟုတ်အထက်နိဗ္ဗာန်မရောက်ရင်သူတိဘောကလည်းသွားလို့ရရဲ့နတ်ကြီးဇမဒီသွားလို့ရရဲ့လူသံသာနတ်သံသာဆိုတဲ့နေရာကြီးသွားလို့ရရဲ့ ိုးရီကတဲ့ပြီးတော့ယင်ဟာအင်မတန်မုံမြတ်ပြီးတော့ဆိုကြတယ်ကောင်းလာပြီဆိုတဲ့အခါကျတော့နိဗ္ဗာန်ထိအောင်သွားလို့ရတယ်ဒီရင်နဲ့ပဲရှိကပုဂ္ဂိုလ်ပေါင်းများစွာနိဗ္ဗာန်ကိုဆက်မြောက်ပြီးတော့သွားရတယ်ဒါကြောင့်မိမိတို့ကိုယ်တိုင်ဒီဟောဒီရင်ရအောင်ဟာဘောတော်ကယင်စီးတိုင်းစီးတိုင်းဒီရင်မျိုးရအောင်ကျစားလို့ဒီမစ္စည်းမပฏิပါအကျင့်ညာကြီးကရင်လို့ဒီလိုများနေနိုင်ကြမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့အဝိဇ္ဇာတွေ အနမတေကသံဃာကပါလာတဲ့အဝိဇ္ဇာနဲ့တဏှာတွေပြောပြီးတော့ဘုန်းကြီးတို့မနေခြင်းနဲ့ဒီလောကကြီးကတော့ဒီတကားလားနိဗ္ဗာန်ကိုကြွားနိုင်ရမယ်လို့ဧတတတဏီတံဘူတံပြမယာနာမနုဿရံနိယံဒီတိရာလောကံမအိညာတုဇယံဇယံအတဏီတံဘူတံကိုယ်တိုင်ကြိုးကိုအာဂုံထုတ်တဲ့ခြင်း တယုံမှန်စွာသူတန်တတ်နိုင်ပြီးဖြစ်ပေါ်လာနိုင်ပေတာတော်ဒီရင်ကြီးကခုနကဘုန်းကြီးပြောပြီနော်စစ်တိုင်းတဲ့ဒီရင်ကြီးကအတ္တနိတံဟူတံကိုယ်တိုင်ကျိုးကိုအာကုန်ထုတ်တဲ့ပြင်တယုံမှန်စွာသူတန်တတ်နိုင်ပြီးဖြစ်ပေါ်လာနိုင်ပေတာတော်ဧတံဇမယာနံနောက်လိုက်နောက်ပါများဖို့ပါကိုဆောင်းကယူတံရှိရအကျော်အကျဉ်းမဲ့ခင်တိဟူသောယဉ်ပြန်တော်ကြီးသည် ေတံဇမယာနံနောက်လိုက်နောက်ပါမြတ်ဘုရားကိုသောင်းသာယူတရှိရာအကျော်ဤမဂ္ဂင်တိဟူသောယင်းပြန်တော်ကြီးသည်ဩတမံလောက၌ရှိတဲ့ယင်းတို့တွင်အကောင်းများဆုံးအတာဆုံးဖြစ်တဲ့ယင်းပြန်တော်ကြီးပါ၏သည်လောကရှိတဲ့ယင်းတွေနှိမ့်လို့ကမရဘူးဩတမံလောကီယင်းပါမရှင်းပါအောင်ကဲတာမြတ်မွန်သူပဲလွန်းသောယင်းကောင်းယင်းများကြီးပါ၏သည် ဣတိနာယနေနာဤမဲ့ရင်ရှိပေါ်ယဉ်မြန်တော်ကြီးစဉ်ဒီရာဘုရားအစမြားလတောင်းတောင်းပညာကြီးသူတော်ကောင်းတို့သည်ဣညာတသူရှင်သူဧကံအမှန်မယုနောက်မတူပဲပါလျင်တရားအောင်နဲ့အောင်ရာကြီးလေသာဟုလွန်စွာပြင်းတန်အတွင်ရန်ကိုကျယံစေဟန္တာမဲ့လေအောက်တဲ့အမြောက်ဆက်ခြင်းသောက်ရက်တန်ခြင်းအောင်းတိုက်ခြင်းကြလို့ ာပြတုံတလေပုံကိုတွေ့ကြုံကြရောဤဒုက္ခရိုးကြီးတဲ့မှာနေရန်ဒီဗုဒ္ဓံမလောက်စိတ်ကြံပေါ်၍သမြောက်တော်မူရလေကုန်တည်းသာသာသာ